အာစနယ်နိုင်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်30အင်္ဂါညပွဲများကိုကင်းစ်တဲ့ဖုတ်ဘောရှူအနီကျူသွားရယ်ဒီနေ့မနက်အစောပိုင်းမှာရှင်ပြိုင်ခဲ့တဲ့အာစနယ်ဖူလန်နဲ့မန်ချက်စတာယူနိုက်တက်နော်ဒီယန်ဖောရက်စ်တူရဲ့ပွဲပြီးတီမဦးစားချက်တချို့ကိုကျွန်တော်ဒီဗီဒီယိုလေးမှာအနေငယ်အဆွေးနွေးသွားခြင်းပါတယ်ဆိုတော့ဒီရက်ပိုင်းကအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်တို့စိတ်မချမ်းမြေစရာ ကာလာအီတခုကိုကြုံတွေ့ခဲ့ရတယ်ပေါ့နော်ငရင်ဘီးဒံကျွန်တော်ပြည်တွင်းထဲမှာထိခဲ့တယ်ဒီငရင်ဘီးဒံအတော်လေးပြင်းထန်ခဲ့တဲ့အတွက်ကြောင့်လက်ရှိအချိန်ထိလည်းအသေဆုံးတဲ့သူတွေနော်ဒဏ်ရာရှိတဲ့သူတွေထပ်ပြီးတိုးလာနေတော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေလည်းတအားသရွေ့ပေါ့နော်တထောင်တနေရာပါဝင်လှူဒန်းပေးဖို့တတော်ဝင်မို့လို့လို့ရမှာဗျနော်လို့လို့ရမယ်အချိန်နေဖြစ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီအချိန်ကာလအစပြီးတော့အကူအတိုင်းလဲဟိုငရင် ကြုံတွေ့ခဲ့ရတဲ့အခါကျတော့လို့တခြားနေရာမှာအဆင်ပြေအောင်သွားနေရတဲ့အခိုက်အတန့်မျိုးတွေရှိတယ်။ဒီငရင်ဘေးဒဏ်အတွက်ပြည်တွင်းထဲကဟိုကုညီနေတဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့ဘယ်နေရာတွေမှာတကယ်လူအပ်နေတယ်လူတန်းဖို့လူသလားစတဲ့ချိတ်ဆက်မှုတွေလုပ်နေတာအလှငွေကောက်ခံနေတာ ਨੇ ကြားရတဲ့မှာတော့ဒီဘောလုံးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဘာမှမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်။ကြားထဲမှာလည်းငရင်နဲ့ပတ်သက်တဲ့ တချို့တော့သတင်းလေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပြီးတော့မှဖြစ်တယ်လို့တစ်ဖက်မှာလည်းဒီဘောလုံးပေါ်နဲ့ပတ်သက်တဲ့အကြောင်းအရာအနည်းငယ်ကိုတင်ဆက်ပေးဖို့ဒါစဉ်းစားထားပါတယ်ဆိုတော့ဒီပွဲတွေမတုံးသက်ခင်မှာမနေ့ကဒါဧပြီလတရက်နေတယ်ငရင်ဘေးဒဏ်အတွက်အလှငွေကောက်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်အရင်ပြောပြရစီကျွန်တော်တကယ်ဝမ်းသာတယ်ကျွန်တော်ကပွင့်လင်းပြောရင်တော့အလှငွေကောက်ခံလေးမရှိဘူးကျွန်တော်တယောက်တည်းလှူလိုက်တာများတယ်သို့တော့အခုဖြစ်ရကြီးကြတော့ကြောက်စရာကြီးပြပြောမယ်ဆိုရင် ညီကိုအားလုံးကဟိုစိတ်မကောင်းကြဘူးတောက်လျှောက်လာမေးကြတယ်ကျွန်တော်တို့ဟိုဘလုံးပွဲပြိသက်တွေဆိုတာတကယ်ရင်ထဲကဖြူတဲ့ဘဲတွေဗျာတကယ်ချက်ဖို့ကောင်းတယ်ဆိုတော့ဒီတည့်ရက်တဲ့အအလူငွေကောက်ခံခဲ့တဲ့ဆိုပေမဲ့လည်းအားတက်တယ်ရောဝိုင်းဝန်းလှူဒန်းမှုကြောင့်ကျွန်တော်ပတ်စံအပြင်25ဒိန်ဒီပါလောက်ရခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီ25ဒိန်ကိုနောက်ထပ်9ဒိန်လောက်ကျွန်တော်ဖြည့်ပြီးတော့တင်းဆုံးတွေပြည့်အောင်ဒီအလူငွေကို ရအောင်ကျွန်တော်လုပ်သွားမယ်ပြီးတာနဲ့မြေပြင်မှာလိုအပ်တဲ့နေရာတွေကိုကျွန်တော်ခွဲဝေပြီးတော့လှူဒန်းပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်နဲ့တူတူဒါပူပေါင်းပြီးတော့ဘာဝယ်လှူဒန်းပေးကြတဲ့ညီကိုတွေရောမလှူဒန်းပေးရင်တောင်ဗျာဒါစိတ်ထဲကရှိနေတဲ့ညီကိုမောင်နှမတွေအားလုံးကကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟိုနောက်ဘဝဆိုတာရှိခဲ့ရင်ဒါရေဆက်ကြုံတာပေါ့လေနော်โอเคဆိုတော့ကျွန်တော်တို့ဒီ iFullan ပွဲလေးအကြောင်းအရင်စပြောလိုက်မယ် အာစတင်ကတော့ကျွန်တော်အမြဲတမ်းပြောနေကြစကားတိုင်းပဲပေါ့သူ့အလုပ်သူလုပ်တာပဲဗျအခုချိန်မှာလီဗာပူးနဲ့အမှတ်ကွာခြားချက်ကပွင့်လင်းပြောရင်တော့ကြီးသွားပြီလီဗာပူးကိုကြော်တက်ဖို့ဆိုတာလည်းမလွယ်နိုင်တော့ဘူးလီဗာပူးကလည်းဒီ EPL တိုက်တဲ့တခုကိုပဲသူအာယုံထားကြရရှိတော့တာအကျန်တဲ့ဖလားတွေမှာအကုန်ထွက်သွားပြီဆိုတော့ဒီပြေးလန်းတခုတွေကိုပဲရအောင်ပြေးမှာဒါမဲ့အာစတင်ကတော့မိသွေးပင်စူစီကမူနိုင်ပွဲတစ်ပွဲကိုအကောင်းဆုံးပုံဖော်ဖန်တီးသွားတယ် နိုင်ငံတကာပွဲတင်နေပြီးမှပြန်လာတဲ့ကစားသမားတချို့စွမ်းဆောင်ရည်ပိုင်းကောင်းခဲ့သလိုတည်ငြိမ်တဲ့ form တစ်ခုကိုလည်းဆက်လက်ထိန်းထားနိုင်ကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတာကဒီပွဲတင်မှာ Gabriel Magalhaes ရဲ့ဒဏ်ရာပြဿနာရရှိသွားမှုပေါ့နော်။ကျွန်တော် Real Madrid နဲ့ကစားမယ့် Champions League ပွဲတင်ကရပ်ပိုင်းမဲ့လူတော်တဲ့အချိန်မှာအခုလိုမျိုးအသင်းရဲ့အားကိုရတဲ့မရှိမဖြစ်နောက်ခံကစားသမားတယောက်ဒဏ်ရာသွားခြင်းဟာ Arsenal အသင်းတို့ရွေးချယ်စရာခက်ခဲမှုဖြစ်သွားစေမယ်လို့တော့ကျွန်တော်ထင်တယ်။ ဂေဘရီယယ်မဂါဟီးစ်ရဲ့ဒဏ်ရာပြဿနာဘယ်လိုအခြေအနေရှိသလဲတော့ကျွန်တော်တို့နောက်ဆက်တွဲသတင်းထုတ်ပြန်မှုတွေကိုကြည့်ပြီးစောင့်ကြည့်ရပါမယ်။လောလောဆယ်အခြေအနေကတော့ဒါဂေဘရီယယ်မဂါဟီးစ်ရဲ့ဒဏ်ရာရှိမှုဟာအာစနယ်အသင်းပြိုင်သက်တွေအတွက်အတော်လေးစိတ်ပျက်စရာဖြစ်ခဲ့တယ်ဆိုလဲမမားပါဘူးခင်ဗျ။နောက်ထပ်ဆွေးနွေးရမှာဘူကာယူဆာကာရဲ့အပိုင်းပေါ့နော်။ဆာကာအတွက်အရင်အရေးကြီးသလိုအာစနယ်အသင်းပြိုင်သက်တွေအတွက်လည်းအရေးကြီးတယ်။နွမ်နယ်ရီပေါ်တယ်ဗျာ။နော်စကယ်လီတို့ပေါ်ထွန်းလာတယ်။ Okay ဒါတပိုင်း။ဒါမဲ့ဘူကာယူဆာကာကလုံးဝအာစနယ်စတာပလေးယာပဲ။ ရိုက်စ်တို့မာတင်အိုရီဂက်တို့ဆလီဘာတို့ကောင်းတယ်ဗျာသူတို့ဘူကာယိုဆာကာမရှိတဲ့အာဆင်နယ်အသင်းအနာဂတ်ဆိုရင်ကျွန်တော်တိတ်တော့တွေးလို့မရဘူးပေါ့နော်အဲ့လောက်ထိဘူကာယိုဆာကာအရေးပါတယ်ပြောချင်တာသူကသားသမားတွေရဲ့ဒဏ်ရာပြဿနာရပြီးတဲ့နောက်ပိုင်းယုံကြည်မှုပြန်လဲတည်ဆောက်ဖို့အတွက်အချိန်ကာလတစ်ခုထိကြာတယ်။တချို့သားသမားတွေကြောက်ရလဲဘလုံးရသည်တရားသည်လောက်ဒဏ်ရာပြဿနာရပြီးတဲ့နောက်ပိုင်းအဆင်မပြေတော့ဘူး။တော်တော်စကဒဏ်ရာပြဿနာရပြီးတဲ့နောက်ပထမဆုံးပွဲဥ့အတွက်မှာတယ် ဒါတွင်းကိုတကူတွင်းဝင်နိုင်ခဲ့တာဘလို့ပဲတွင်းတွင်းသူ့အတွက်ကောင်းတယ်ယုံကြည်မှုပြန်ပြီးတော့တိဆောက်နိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းတဲ့အပိုင်းအကြတော့မီခဲမီရီနိုမီရီနိုကြီးကလည်းဒီတွင်းကိုနှစ်ကိုလုံးမှာပါဝင်ပသက်မှုရှိခဲ့တယ်ဒီကောင်ကြီးကိုနောက်နှစ်ဘောလုံးရသည်မှာအထောင်တိုက်စစ်မှုပုံစံ substitution အဖြစ်သုံးမယ်ဆိုရင်တော့မစိုးဘူးဗျသူတွင်းဝင်သွားခဲ့တဲ့ဒါပထမပိုင်းတွင်းကိုဆိုရင်လေဂိုးလက်ကိုရှိတာအဲ့ဒါအခုအာဆင်နယ်ရောက်မှမဟုတ်ဘူးယူရိုပြိုင်ပွဲတုန်းကလည်းဒီပဲဂိုးလက်ကိုရှိတာအဲ့လိုခေါင်းတိုက်တွင်းကိုတကူတွင်းသွားသေးတယ် ဆိုတော့ तू တွင်းယူသွားတဲ့ goal မှာဆိုရင် deflect ဖြစ်ပြီးဝင်သွားပင်မဲ့ဘယ်လိုပြောမလဲ तू goal luck ရှိလို့ပေါ့ဗျာသူ့ရဲ့ကန်တွင်းယူမှုလမ်းကြောင်းကထိတာနဲ့ဝင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် Mikel Merino ရဲ့ twin goal ကအာဆင်နယ်အတွက်အဖိုးတန်ခဲ့တယ်ဒုတိယပိုင်းရောက်တဲ့အခါမှာ Bukayo Saka ရစီမဲ့ twin goal ကိုလည်း तू ကမြစ်ဖြားခံခဲ့တာဗျာအဲ့တော့ Merino ရဲ့ channel ကထွက်ပြီးတော့ people move ကနေတဆင့် Martinelli ကကျွန်တော်ငကန်လေးနဲ့ချိန်ပေးလိုက်တယ်เนาะပြီးတော့မှစာကာကောင်းတိုက်သွားတယ်ပေါ့ဗျာ ဆိုတော့အာစတန်အသင်းရဲ့ဟိုဘယ်လိုပြောမလဲလူခေါ်မှုတွေကိုမြင်ရတာဒီခါလေးကျရင်အဆင်ပြေသလိုခေါ်လိုက်တယ်လို့ထင်ရမယ်အဲ့ဒီလူတွေကတကယ်တမ်းအသင်းဘက်မှာအများကြီးအကျိုးပြုသွားတဲ့သူတွေရှိတယ်အထရောက်ဆက်တုံးကလည်းထရောက်ဆက်အလျောက်နော်မိုက်ကယ်လိုခေါ်ပြီးမရတော့ထရောက်ဆက်ကဘာပြောသူပေးရတဲ့ဈေးနှုန်းနဲ့အခုချိန်မှာအဆင်ပြေသွားပြီမီရီနိုလည်းထိုနည်းလူဖြစ်မယ်လို့တော့ထင်ပါတယ်ဆိုတော့ဖူလန်ကဖီအားကင်းတဲ့အသင်းတဲ့တင်ပြပြဒီဘွဲတွေမှာကတော့အာဆင်နယ်အသင်းကိုဘလို့မှရှင်ပြီးတော့ ကစားလို့မရခဲ့ပါအော်စတင်အသင်းကအနိုင်ယူသွားခဲ့ပါတယ်။ကဲကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Manchester United နဲ့ Northern Forest ပေါ့နော်။ဒီပွဲတင်ကပထမပိုင်းစောစီးမှာရသွားတဲ့အလန်ကားရဲ့တွင်းကိုနဲ့တူ Man United တို့ကလက်မြောက်ရှုံးပေးခဲ့ရတယ်ပေါ့ဗျာ။နှမျောဖို့ကောင်းတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ United ကလေဒီနေ့ကကံလည်းမကောင်းနိုင်ငံတကာပွဲတင်တွေဂျားထဲမှာရှုပ်မသွားဘူးဆိုရင် United ဒီပွဲတင်က Northern Forest ကိုဒုက္ခပေးနိုင်မှာတေးကြတယ်ဗျာ။ကျွန်တော်တို့ကတော့ ဟိုဒုက္ခတစ်ခုပေးနိုင်ဖို့မျှော်လင့်ခဲ့တာပေါ့ဘာကြောင့်လဲဆိုတော့ Nottingham Forest က Champion League ဝင်ခွင့်အတွက်အနည်းဆုံးပြိုင်ဘက်တွေကို PR ပေးနေတဲ့အသင်းလေအဲဒါပေမဲ့ United တက်နေတဲ့အရှိန်ပေါ့နော်အရှိန်ဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်ခြေစွမ်းပိုင်းကအဲ့လောက်မဟုတ်ဘူးစိတ်တဲ့ပိုင်းကတော့တော်တော်အရှိန်အဟုန်လေးတက်နေတာအဲ့ဒီအပိုင်းမှာနည်းနည်းလေးပြန်တန့်သွားတဲ့ပုံတံမျိုးကျွန်တော်မြင်ရတယ်အဲ့တော့ United ဒီပွဲစဉ်မှာပြန်ရှုံးတယ်တိတ်တော့မထူးဆန်းတော့ပါဘူးဒီယာဒီကဟို United အနေနဲ့ EPL မှာ ဘလောက်ပဲရက်ဒီရက်ဒီဗျာဒါသူတို့အတွက်ပြဿနာမရှိဘူးဒီတရားဒီစောက်အောင်မှာပဲကျွန်တော်နောက်ယာဒီရောက်မှရူဘင်အမော်ရင်ဘာလုံးကျင်လဲဘာကင်ကျင်လဲတေချာမြင်ရတော့မှာဆိုတော့ဒီနေ့ပွဲတင်မှာ Northern Forest ကတော့ဂိုးမပေးရအောင်နံပါတ်1ဦးစားပေးပြီးကစားတယ် counter attack နဲ့ United ကိုဒုက္ခရောက်စေခဲ့တယ်အဲ့တော့ twin သွားခဲ့တဲ့ဂိုးကိုကြည့်မယ်ဆိုရင် Anthony Elan ကဒီ counter attack ကနေတယောက်တည်းဆွပြေးသွားတာအဝေးကြီးပဲအဲ့ဒီလုံးမှာဆိုရင် United ကစားသမားတချို့ရဲ့အဲတူးချင်းတယောက်ချင်းကျွမ်းကျင်မှု ကျွမ်းကျင်မှုတက်ဆိုင်ဘယ်လိုပြောမလဲအာလူကတ်ကစားတဲ့ defensive action ဘိုင်းလေးတွေပေါ့နော်လူအပ်ချက်ရှိခဲ့တယ်ဘေးနားမှာတောက်လျှောက်လိုက်ပြီးတော့ရှုပ်သွားခဲ့တာကဖူချစ်တိုးတော်လဲအဆင်မပြေဘူးသူပေးတဲ့ slide ကအလန်းကားကိုဘာမှမဖြစ်စေဘူးဒါလည်းခနာချိုးအပြစ်သွားတင်လို့တော့မရဘူးဗျသူက attacking action ကောင်းတဲ့ကစားသမား ဝင်ငါကစားသမားစစ်စစ်ရတယ်ရူဘင်အမော်ရင်လက်ထက်မှာ defensive action တွေပါပေးရတဲ့အခါကျတော့တပွဲတလေတော့ဖြစ်မှာပဲနောက်ဘောလုံးရသည်မှာဒီတပ်ပို့ပြီးတော့ defensive action တွေကောင်းလာဖို့လိုတယ်ပြေးသွားတဲ့ distance ကြီးဟာ Elanga အဖို့အဝေးပဲဒါမဲ့လည်းအဲ့ဒီအကွာအဝေးအဲ့ဒီ gap ကြီးကြားမှာ Elanga ကိုရအောင်မဖြတ်နိုင်ခဲ့ဘူးပေါ့နော်ဘေးနားမှာကျွန်တော်နောက်တစ်ယောက်ရှိပါသေးတယ်ဒါမဲ့ Elanga ကသူ့ကိုယ်တိုင်ပဲယုံကြည်ကြည်နဲ့ကိုးသွင်းယူရင်းနဲ့ဒါ Nottingham Forest အဖို့တဲ့အနိုင်ကိုတွေးဥနိုင်ခဲ့ပါတယ် အဲ United အနေနဲ့ကတော့ရှစ်မှာ wide line မထည့်ဘဲနဲ့ Zexy ထည့်တာတချို့သော link up play လေးတွေမှာဘောလုံးလမ်းကြောင်းလေးတွေထွက်ခဲ့တယ်ဆိုတော့ညာလေဘယ်လိုပြောမလဲအရှင်ဟုန်လေးနည်းနည်းကြနေတဲ့အခြေအနေမျိုးရတစ်ဖက်က ပွဲကစားထားတာတိတ်မကြသေးတဲ့အသင်းကိုရှင်ပြီးတော့ကစားဖို့ဆိုတာတိတ်ပြီးတော့မလွယ်ကူခဲ့ပါဘူးအဲ့ဒါကြောင့်ပွဲပြီးတဲ့အချိန်မှာ1-0ဆိုတဲ့ရလာနဲ့ရှုံးနေသွားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်နောက်လာမယ့်ဒါဘောလုံးသတင်းနဲ့အကြောင်းအရာလေးတွေကိုလည်းအနေနဲ့အဲကျွန်တော်ညံ့ညက်ပြီးတော့ ဒါငရင်သတင်းတွေနဲ့အတူပူးတွဲတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်